အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဖြစ်တာပဲဖြစ်ပါတယ်ကျတာရိတ်သာသမီများတဲ့ဂျွန်လတလစာဟောစရန်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ကျတာရိတ်သာသမီများအနေနဲ့ဒီလမှာမပညာရေးကိစ္စတွေသင်တန်းကိစ္စရတွေကအလုံးဝကိုအစင်ပြေပြေချွတ်ချွတ်ဝင်းဝင်းအောင်မြင်မှုတွေကိုကြုံရဖို့ရှိပါတယ်ဘာဖြစ်မိမိရဲ့အခက်ခဲအားလုံးကိုကြော်လွှားနိုင်ပြီးတော့တိုးတက်မှုတွေဖြစ်ပေါ်လာတတ်ပါတယ်မိမိကနေအိမ်နေရာတွေပြင်ရတာမျိုးပြင်ပြောင်းရတာမျိုးရှိမယ်ဆိုရင်လည်း ဒီကာလမှာလုံးဝပြည်ပြင်းမှာပြောင်းလဲပါတော့ခြင်းနဲ့အိမ်ပြောင်းတာမျိုးနေရာပြောင်းတာမျိုးမျိုးရစီစဉ်ထားတာမျိုးရှိမှာဆိုဒီကာလမှာပြောင်းတဲ့နဲ့ပိုပြီးပြောင်းတဲ့နဲ့ပြောင်းနေတဲ့နေရာမှာလည်းပိုပြီးအဆင်ပြေလာလိမ့်မယ်ပိုပြီးโอเคလာလိမ့်မယ်တွေ့ရပါတယ်။နောက်ဒီလတွင်မှာပေါ့နော်ရဝေးရနေပြီးတော့မှအဆက်တဲ့ကောင်းနေရဝေးရနေပြီးတော့မှအခုညီကောင်းနေအများအများအများပေါ်ပေါက်လာတတ်ပါတယ်။နောက်ပြီးတော့ဒီအောင်မြင်တဲ့စီးပွားရေးကိစ္စရတဲ့အောင်မြင်တဲ့လမ်းကြောင်းတွေအောင်မြင်တဲ့အရာတွေဒီကာလမှာခွန်ရေးကောင်းတဲ့အမြောင်များပေါ်တက်လာပါတယ်။ တခုကကြတော့ဗာပြောချင်တာလဲဆိုတော့ဒီဆိုတော့ဟိုဒီနေ့မှာဒီလားမှာတော့ဒီကာလမှာတော့ပတ်စံဘလောက်ဘလောက်ရဖို့ရှိရဲ့အဲ့အဲ့ဒါရှိတဲ့ကြောင့်မလို့ဆိုပြီးအရှိမကြိုးပြီးတော့တုံးထားတာမျိုးကြိုးပြီးချီးထားတာမျိုးကြောင့်မလို့မိမိကအခက်ခဲကြုံတွေ့ရဖို့ရှိပါတယ်အဲ့တော့ဒီကာလမှာပေါ့မိမိကနော်ဇုံတစ်ခုကိုမျောကိုပြီးတော့တစ်ခုခုကိုချီးငါပြီးစည်စင်တာမျိုးလုံနေမယ်ဆိုတော့လုံးဝလုံးဝမလုပ်ပါနဲ့ကျွန်တော်အနေနဲ့ပြောချင်တယ်ဘေးရမမျောကိုပြီးတော့မှမလုပ်ကြရှိအောင်မလုပ်နေပါနော်နောက်ပြီးတော့ မျက်မှန်တဲ့သူတွေရှိရနေပြီးတော့အကူအညီတွေရတတ်ပါတယ်ကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့ထွက်နေတဲ့ PC တွေထွက်သွားတဲ့အရာတွေပျောက်နေတဲ့အရာတွေနောက်ဆုံးရှုံးထားတဲ့အခွင့်အရေးတွေဆုံးရှုံးထားတဲ့အရာတွေဒီကာလမှာလုံးဝလုံးဝပြန်ရတတ်ပါတယ်နောက်ဆရာသမားတွေမိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီတွေနဲ့မိမိလုံးဆရာရှိရာတွေကိုအပြည့်အစုံကောင်းကောင်းမှုကိုလုပ်နိုင်မဲ့ကာလလို့ပြောလို့ရပါတယ်မိမိရဲ့အပေါင်းအသင်းတွေရဲ့မိမိရဲ့အပေါင်းအသင်းတွေမိမိသားစုထဲမှာရှိနေတဲ့သူတွေရဲ့အခက်အခဲကြုံတဲ့နေရာတွေဟာနဲ့ပတ်သက်ပြီးတော့ဒီလမှာသူတို့ရဲ့ ဟာကောင်းသွားပြီအစီမီသွားပြီဆိုတော့တရင်ကောင်းနေကြားဖို့ကြားရတတ်တယ်နောက်ပြီးမိခင်အတော်နောက်အမစတဲ့မိမတွေပေါ့နော်မိမတွေနဲ့ပတ်သက်တဲ့ဟာတွေအတော်ကြီးနဲ့ပတ်သက်တဲ့ဟာတွေဒီကာလမှာပြန်လာဖြစ်တတ်တယ်အဲသူတို့နဲ့ပြန်လာဖြစ်ပြီဆိုရင်ပြန်လာလုံးဝလုံးဝမရှင်းပါနဲ့ပတိရအောင်စောင့်နေပါဟိုမျက်နှာလွှဲချင်းလွှဲလိုက်ပါကျွန်တော်အနေနဲ့ပြောချင်တယ်နောက်ပြီးတဲ့အခါကျမိမိရဲ့လက်အောက်ငယ်သားတွေကတရရောက်ကောနော်ထိကိုက်ချရာထိကိုက် တာမျိုးနောက်ပြီးတော့အနေရဖြစ်တာမျိုးနောက်အသက်အနေရပိုင်းဆိုင်ရာနေစိုးရင်ရတာမျိုးနောက်ဖမ်းခံရတာမျိုးဖြစ်ပေါ်တတ်တယ်အဲ့တော့မိမိရဲ့လက်အောက်ငယ်သားကြီးတွေကနေပြီးတော့မှစိုးရင်ရတဲ့သူရှိတယ်ဆိုဒီကာလမှာတတိထားဖို့ဘာလို့လို့တတိထားဖို့ပြောဆိုပေးတာတို့နေပြောခြင်းနဲ့နောက်ဒီကာလမှာထူးထူးခြားခြားပေါ့နော်ဓာတ်ပုံတွေပိုစတာတွေပကြီကားတွေဝင်လာတတ်တယ်အဲ့လိုဝင်လာပြီးဆိုတာနဲ့အမှအဲ့ကာလမှာပေါ့နော်ကံကောင်းမှုလေးတွေပို့ပြီးတော့ကြုံတွေ့လာဖို့ရှိပါတယ် တခုတော့ရှိရပါဘောဘာပဲလို့လို့ဘာပဲကြိုင်ကဒီလမှာတစထိုးလုံးဝလုံးဝမလုပ်ပါနဲ့တစထိုးလုံးမယ်ဆိုတော့အမှားယုံနေကြုံတွေ့ရပြီးမိမိမှာရှိနေတဲ့ရနေတဲ့အခွင့်အကောင်းတွေကိုစုံထုတ်ရတတ်ပါတယ်နောက်ပြီးတော့ဒီကာလမှာဘောလုံးဖို့ကြိုင်ပတ်တွေထရနေမိမိကိုအစည်းပွားပြိုင်တာမျိုးတွေဒီတက်ပို့ပြီးပို့ပြီးပြိုင်တာမျိုးဒီတက်ပို့ပြီးကိုယ့်ကိုအေးအစည်းပွားရေးတွေကိုပို့ပြီးလူကိုစူးစမ်းတာမျိုးဖြစ်တတ်တယ်အဲ့ဒါဆိုရင်လေစိတ်အေးလေအေးနေလောက်ရရှိအောင်လုပ်ပါ။ဒါကြောင့်တော့ဒီလမှာခင်ဗျားဘာလို့ okay မယ်ဘာလို့အဆင်ပြေမယ်။ဒါပေမဲ့သူတို့ဘာကြောင့်ကြောက်ကိုကပြောင်းလဲရတာသူတို့ဘာကြောင့် ကိုကရွှေ့လိုက်ရတာမျိုးဆိုရင်တော့ဝမိရဲ့ဒီရာတိတ်နေရထိုက်တဲ့အခွင့်အရေးတွေကနှဲဝါပါလိမ့်မယ်။နောက်ပြီးတော့မထင်မှတ်တဲ့ခရီးတွေ၊ဖျားဖို့ခရီးတွေ၊ဝေကျေးဝင်မဲ့ကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ခရီးတွေထွက်ရတတ်တယ်။အဆင်ပြေတယ်။ AC ပဲ။အားကြောင့်နာမရှိဘူး။နောက်ပြီးတော့လူမှုရေးတွေမှာလည်းဂျားစကားတွေကြောင့်မလို့အထင်ကြီးလွဲခန့်ရတာမျိုးရှိတတ်တယ်။အကြောင်းမလို့လုံးဝလုံးဝမဖြစ်နဲ့။နောက်ဒီကာလမှာပေါ့ပါလိမ့်ဆို။ညနာထိခိုက်တယ်။ အာမင်းပြန်ဝင်ချင်မှရှိတဲ့ဘသူကနေပြီးတော့ဟာမျက်နှာဟဲ့ဘသူကတော့မျက်နှာကြီးဗာထိပွားတယ်ဗာထိပွားတယ်ဆိုပြီးအဲ့လိုတရင်ကြားပြီးဆိုတာမိမိကမိမိအိမ်မှာရှိနေတဲ့မျက်စောပြားကြီးကိုတော့မျက်ကြီးကိုပေါ့နော်ဒီတောက်တော်ကြီးကတ်ပြီးရောမျက်နှာကိုမျက်နှာသိရေးပူဇော်ပေးပါနော်အဲ့ဒီကာလမှာပေါ့နော်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီပြောရမယ်ဆိုရင်တော့ဒီကျွန်တော်တို့ဟို အကျော်ရှင်ကြီးကြိုက်ခဲရညောင်းညတာမျိုးပင်ပန်းတာမျိုးเนาะသွေးအားနေတာမျိုးလူကအယံအားနေတာမျိုးဖြစ်တတ်တယ်အကြောင်းမလို့ဒီကိုကိုအားနေလို့ယူဆရတယ်ဆိုတော့စေးတောက်တာမျိုးအားစေးတော့နှံ့လို့လုပ်ပေးပါအဲ့လိုမျိုးမဟုတ်ဘူးဆိုတော့အဲ့ရလေးလဲသွားတတ်တယ်အားနေပြီးလဲသွားတတ်တယ်ပေါ့เนาะနောက်ပြီးတော့အခြေအနေပတ်သက်ပြီးပြောရမှာဆိုဒီကာလမှာအခြေကတော့လုံးဝလုံးဝအေးစစ်ပဲဟိုကောင်းမွန်တဲ့အခြေအမျိုးဟိုပြောရမှာဆိုရင်တော့ជីနိုးစရာပြေးသွားတဲ့အခြေအမျိုး လုံးဝဘာပြည့်နာမှမတက်တဲ့အခြေမျိုးကြုံရရဖို့ရှိတယ်။နောက်ချစ်သူမရှိတဲ့သူတွေနဲ့ဒီကာလမှာချစ်သူအစ်တွေရတတ်တယ်။နောက်ရောရလက်ကောင်းတွေရချစ်တတ်တယ်။နောက်ဒီကာလမှာအခြေအိမ်တော်ကြီးကလုံးဝလုံးဝအဆင်ပြေတယ်လို့ကျွန်တော်အနေနဲ့ပြောပြောချင်ပါတယ်။အဲမိမိထက်ငယ်တဲ့သူတွေပေါ့နော်။မိမိထက်ငယ်တဲ့သူတွေကြောင့်ပဲမိမိအစိတ်ငြိရတာမျိုးပင်မရတာမျိုးပေါ့နော်။အဲ့ဒါလေးပဲကြုံမှုပေါ့ရှိတာပေါ့နော်။နောက်တစ်ခုကျတော့ပါလဲဆိုတော့ ဒီတလားစာပေါ့နော်ဒီလာမှာပေါ့အခက်ခဲတွေကြုံနေရတယ်ပင်ပန်းကမျိုးကြုံနေရတာမျိုးနဲ့ပတ်သက်ပြီးတော့ရရားလေးချိန်မယ်ဆိုရင်တော့မိမိရဲ့အိမ်မှာရှိနေဖျားမှာပေါ့နော်ဘိမုတ်တစ်ချက်လူပါဘိမုတ်မရှိဘူးဆိုရင်တော့ကိတ်မုတ်၅ချက်ကိုအပေါ်ကနေနိုးစီဆန်းပြီးတော့ထူတန်းပေးပါမကြမကြဆိုလို့လူတန်းပြီးတော့မိမိရဲ့အခက်ခဲတွေကင်းပြောက်ပါစေဆိုပြီးတော့ဆုတောင်းပေးပါအဲ့ဒါဆိုရင်မိမိရဲ့အခက်ခဲတွေကင်းပြောက်သွားပါလိမ့်မယ်အားလုံးပဲရလဲကောင်းနေရရှိကြပါစေစိတ်အိတ်ချမ်းသာခြင်းကိုကြမ်းပါခြင်းနဲ့ပြည့်စုံပါကျွန်တော်အနေနဲ့ဆုတောင်းပေးလိုက်ရပါတယ်ခင်ဗျာအားလုံးပဲကြုံလာမှာโอเคကြပါစေနော်